အမြန်အားလုံးပဲမင်္ဂလာပါရှင်။ပြည်သက်တို့စောင့်မျှော်နေကြတဲ့တာမန်မိုင်းကလေးနဲ့ကြော်ဝင်မင်းသားဆိုတဲ့အပိုင်းလေးထပ်မံရောက်ရှိလို့လာပါပြီရှင်။ဟုတ်ကဲ့ပါရှင်။စပယ်သတိလစ်သွားတဲ့ချိန်မှာမိုးမတ်ကျာစပယ်ကိုနန်းတော်ပြင်းသွားပြစ်လိုက်ပါတယ်။ဒီမှာပြစ်လိုက်ကြရအောင်နော်။မလီနှမျောစရာကြီးကွာ။မိမယူလုပ်ကြရင်လည်းကောင်းသားပဲ။အဲ့ဒီချိန်မှာသူ့မေတော်ဖြစ်တဲ့မိဖုရားကြီးကဒီဖက်ကိုတိုင်ခံလှည့်လည်လာခဲ့ပါတယ်။အမလီ လမ်းလျှောက်လာတာကြာတော့အသက်လည်းကြီးလာပြီဆိုတော့မောတော့မောနေပြီခဏလောက်အနားယုံမှပဲဟမ်ဝိုင်းကလေးတယောက်မိဖုရားကြီးမိဖုရားကြီးဘာကိစ္စရှစ်လို့တော့ဟာတင်နာမှသူဘာဖြစ်တာလဲမသိဘူးမောက်ရက်ကြီးနဲ့အိတ်နေတယ်မိဖုရားကြီးတားဆယ်လဲရက်မှတ်တွေရက်အောင်ရက်အောင်ဒီလိုနဲ့မိဖုရားကြီးကလည်းစပယ်ယူပြီးတော့တစ်ပင်ရိတ်တခုမှနားလိုက်ပါတယ် ဇပယ်ရဲ့မျက်နှာကိုမြင်သွားတဲ့အချိန်မှာအယံကိုအံ့ဩသွားခဲ့ပါတယ်။ပန်လို့လဲဆိုတော့ဇပယ်ရဲ့မျက်နှာကစုံပေါသွားတဲ့မိဖုရားကြီးရဲ့ယောက်ျားဖြစ်သူပရင်ရဲ့မျက်နှာနဲ့ချွတ်ဆွတူနေလို့ပါပဲ။ငါဒီကလေးမလေးရဲ့မျက်နှာကိုကြည့်ရတာဘသူနဲ့တူနေရလဲမသိဘူး။ဟုတ်တယ်မိဖုရားကြီး။ဇမလည်းဒီမျက်နှာကြီးကိုမြင်ဖို့တလို့ပဲ။မိဖုရားကြီးစုံပေါသွားတဲ့ပရင်ရဲ့မျက်နှာနဲ့တူတယ်လို့မထင်ဘူးလား။ ်မိုးမကြီးဟုတ်ကဲ့ပါမိဖုရားကြီးခီးထွက်လာတာပါစေးတွေစောင်းလာသေးလေမိဖုရားကြီးကလည်းခီးထွက်လာပါတယ်ဆိုမှပါစေးပါရမှာတော့ချင်နိုင်စရာလွဲလို့မင်းတို့ကလည်းဘလို့အမတ်တုံးအော်မိဖုရားကြီးကလည်းကျွန်တော်ကအမတ်လေတမားတော်မမဟုတ်တာအမတ်ဆိုတော့ဓာတ်တွေလန်တွေပဲပါတာပေါ့ကျွန်တော်မျိုးမစင်မှရှိပါတယ်မိဖုရားကြီးဘာလို့ခုနကတည်းကမပြောတာတုံးအော်မိသားလို့ပါမိဖုရားကြီးရဲ့နင်းတို့တရားလဲနေစိတ်တိုင်းကိုမကြောက် ဘလို့ဟာတယ်နဲ့လာတွေ့နေမှန်းကိုမသိဘူး။ကောင်မကလည်းမင်းသာစောင့်ရကလေးပြောရင်မိဖုရားရလည်းငါ့ကိုစုံမှာမဟုတ်ဘူး။ဒီလိုနဲ့သဘောထားချင်းမြတ်လွန်းလိုက်မိဖုရားရလည်းစပယ်ကိုကိုတိုင်ကုသပေးနေခဲ့ပါတယ်။မြင်းများတို့မြင်းများတို့မိဖုရားရင်အာနဲလို့နဲ့မြင်းဖုရားရဲ့မြင်းများတို့ပါ။ဒါမှသူမြင်းပြနေကောင်းမှာပေါ့။ဟမ်เนี่ยง่ายไอ้เสกันล่ะง่าไม่ไอ้เสกันล่ะโอ้จ้องมันมาเด้มีพยาเฮ้ ီကောင်မလေးကမြင်မြန်တက်တာစေချင်ယုံတက်တက်ပါစေးတွေလင်းကျင်ပေးပြီးထားတဲ့နောက်နောက်ထပ်တရက်မှာတော့စပယ်ကလည်းတရီရလာခဲ့ပါပြီဟမ်ကျမဘယ်ကိုရောက်နေရတော့အော်မိတ်ကလေးနိုးပြီလားမိဖခင်ရလည်းထထောင်ထိုင်နေပြီမနိုးပဲနေမှာလားမင်းရတော့လေမိဖခင်ကမိရဲ့တငယ်ချင်းများအောက်မေ့နေရလားဘလို့စကားတွေပြောနေရတော့တော်ပြီတော်ပြီမင်းတို့နှစ်ယောက်ရံဖြက်မနေနဲ့တော့မိန်ကလေးမိန်ကလေးကဘယ်မှာနေပြော့ဘသူ့ရဲ့သားသမီးများလဲကွယ် သမီးရဲ့နာမည်ကတော့စပယ်အမေရဲ့နာမည်ကတော့တော်မြပါတင်နာလျာတော်ရွာလေးမှာနေပါတယ်ဒါနဲ့မင်းကအဲ့ကွင်းကြီးထဲမှာဘာကိစ္စလာအိတ်ပြီးတော့တန်ရာတွေပလောဝနဲ့ဖြစ်နေရတာတော့ပယ်မှာပါလေအင်းပယ်မှာလဲငါတော့မေ့နေပြီအော်တင်နာလျရဲ့နန်းတော်နားမှာလေအော်ဒီကိစ္စကဒီလိုပါဒီလိုနဲ့စပယ်ကလည်းသူ့ရဲ့ဖြစ်ချမ်းကုံစင်ရောမိဖုရားကြီးကိုပြောပြလိုက်ရပါတယ်မိဖုရားကြီးကလည်း စပယ်ရဲ့အကြောင်းကိုနားထောင်ပြီးတဲ့နောက်ကြော်ကြော်လေးကိုတနာသွားရှာပါတယ်။စပယ်မင်းတို့မင်းကလေးအကောင့်သေးသေးလျှံအလောက်တောင်တုတ်ခဆင်းရဲတွေခံနေရတာလား။ဒါစင်ငါနဲ့နန်းတော်ထဲလိုက်ခဲ့နော်။ငါမင်းကိုငါရဲ့ဒုတိယသမီးအနေနဲ့ထားမယ်ဘလို့လဲလိုက်ပါလားကျေးဇူးတင်ပါတယ်မိဖုရားကြီးမိဖုရားကြီးကျမဘောအရန်ကိုစေတနာကောင်းလို့ပါတယ်ဒါပေမဲ့ကျမလိုက်လို့မရပါဘူးကျမကျမအမေ တော်မြစီမှာပဲပြန်သွားနေလိုက်ပါမယ်။ကျမကိုကူတာပေးတဲ့အတွက်လည်းတကယ်ကိုကျေးဇူးတင်ပါတယ်မိဖုရားကြီး။ဒါဆိုရင်လည်းသမီးရဲ့စန္ဒအတိုင်းပါပဲ။တကယ်လို့အိမ်မှာနေလဲမပျော်ရွှင်ဘူးဆိုရင်ငါ့ကိုချက်ချင်းလာပြောနော်။ငါမင်းကိုအပြည့်အဝကူညီပေးမယ်။ကျမပေါ်မြေတားရှိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မိဖုရားကြီးဒီလိုနဲ့နောက်ထပ်တရံမှာတော့စပယ်ဟာအိမ်ပြန်ဖို့မိဖုရားကြီးကိုလာနှုတ်ဆက်နေခဲ့ပါတယ်မိဖုရားကြီး ကျွန်မအသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ခါအခွင့်အရေးကြုံရင်ကြုံတလို့မိဖုရားရဲ့ကျေးဇူးကိုကျွန်မဆက်ပါမယ်ဟုတ်ပါပြီကွယ်အဲ့လောက်ကြီးလည်းမလို့ပါဘူးအိမ်ပြန်ခီးမှာအန်တယ်ကင်းပေးရှင်းပါစေနော်ဟုတ်ကဲ့ပါမိဖုရားကြီးတို့နဲ့စပယ်ရလဲမိဖုရားကြီးကိုလာနှုတ်ဆက်ပြီးတဲ့နောက်အိမ်ပြန်သွားခဲ့ပါတယ်မူးမိုက်ကြီးမူးမိုက်ကြီးမူးမိုက်ကြီးအမတ်ကြီးတဲ့ဟေ့ရမိဖုရားဒီလောက်ခေါ်နေရနေမကြောက်လားထတော့လေ ရန်သူတွေလာလို့လားရန်သူတွေလာရင်ငါတို့တွေတည်နေတော့ပြီဘာအမိုက်လည်းမသိဘူးတင်းနားမှာလာအိတ်ဟောက်နေတာမိဖုရားကြီးကျွန်တော်ဘာခိုင်းစရာရှိလို့လဲမင်းစပယ်ရဲ့နှုတ်ကြောင့်တားဆုံစမ်းလာခဲ့စမ်းဟုတ်ကဲ့ပါမိဖုရားကြီးစပယ်ကိုကြည့်ရကြာအန်တီပပတ်လေသူ့ဘေးနာဝိုင်းဝန်းနေတာမို့လို့မိဖုရားကြီးကလည်းစိတ်မချနိုင်တဲ့အဆုံးအမက်ကြီးကိုသူ့နောက်လိုက်သွားစေခဲ့ပါတယ်။ဒါတောင်ပိုင်းတိုင်းပြည်ကအမိဖုရားကြီးမလား။ ကျွန်တော်တို့မိဖုရားကြီးရမိဖုရားရဲ့အတွက်စာရေးပြီးလိုက်လို့ပါမမတော့တင်ပါပါမိဖုရားကြီးငါအခုချက်ချင်းဖတ်ပြလိုက်စမ်းဟုတ်ကဲ့ပါတီစာကကျမမြောက်ပိုင်းကမိဖုရားကြီးကိုကြိုင်ရေးပြီးလိုက်တာပဲဖြစ်ပါတယ်တောင်ပိုင်းရဲ့မိဖုရားကြီးကိုတရင်ပို့ပါတယ်မကြခင်ကျမရဲ့သားတော်နဲ့မိဖုရားကြီးရဲ့သမီးတော်အတွက်ခမ်းနားတဲ့မင်္ဂလာပွဲတစ်ခုရှိပါတယ်နောက်ထပ်၃ရက်ကျရင်မင်းသားလျာ ရှင်ရဲ့တူဦးသီးသောသမီးလေးတေဗျူလာရောက်တောင်းရမ်းမှာပဲဖြစ်ပါတယ်။တာဟုအကြောင်းကြားလိုက်ခြင်းဖြစ်ပါတယ်။စာထဲကတော့ဒီလောက်ပါပဲမိဖုရားကြီး။ဟုတ်ပါပြီငါသိပြီ။စာထဲကအတိုင်းလှုပ်လိုက်မယ်။ဒါဆိုရင်လည်းအခုချက်ချင်းပြန်ပါပြီ။အစေခံအစေခံရှိပါတယ်မိဖုရားကြီး။အခုချက်ချင်းပြန်ဖို့ပြင်စင်။နောက်ထပ်တောင်းရက်နေလို့ရှိရင်ငါတို့မင်းသမီးလေးတေဗျူမင်းသားကလာတောင်းရမ်းတော့မှာ။ဒါကြောင့်မလို့ပြန်ပြင်စင်ရမယ်။တွားမယ်။ ဟုတ်ကဲ့ပါမိဖုရားကြီးဒီလိုဆိုရင်တော်များဖက်မှလာကြည့်ကြရအောင်ပါရှင်ထမင်းကလည်းချက်เสียမရှိတော့ဘူးညကျရင်ပါနဲ့စားရမန်းကိုမတိတော့ဘူးစပယ်မှကလည်းအိမ်ပေါ်ကနေဆင်းသွားလိုက်တာငါ့တော့ပြန်လာမကြည့်ဘူးဒီကောင်မကတော့အမေတမီးပြန်လာပါပြီအမေရဲ့စပယ်မှနင်ပယ်တွေလျှောက်သွားနေရတော့ငါထမင်းငတ်တာဘယ်နည်းရရှိနေလဲဆိုတာနင်မသိဘူးလားတမီးတောင်းပန်ပါတယ်အမေအခုတမီးပြန်ရောက်လာပြီပဲလေအခုအချိန်ကနေစပြော မီးအမေနဲ့ပဲနေပင်လို့ဂရိပေးပါတဲ့မတ်ပီလာနင်ကောင်းကောင်းသိစေရမယ်ငါပြစ်ထားတဲ့အတွက်နင်ဘလို့ပြစ်တံတွေပြန်ခံရမလဲဆိုတာစပယ်နောက်ကိုလိုက်လာတဲ့မူးမတ်ကြီးကလည်းအဲ့လိုမြင်ကွင်းမြင်လိုက်ရတဲ့အချိန်မှာပေမိခင်အရင်တယောက်ကကိုသားသမီးရဲ့ယင်းကိုအလောက်ရက်ဆက်နိုင်တာလဲဆိုပြီးအောင်အော်နေခဲ့ပါတယ်။အော်နင်ကစပယ်ရောအဲ့လိုလှုပ်တာပေါ့လေ။ဟုတ်လား။ဒါဆိုရင်နင်လည်းတာဆလိုက်။ဟွန်း ဒီကြောက်ခဲကဘဲနေရောက်လာတော့အဲ့ဒီသပင်းသားမှာဘသူတော့အခုချက်ချင်းထွက်ခဲ့စမ်းထွက်ခဲ့လို့ငါပြောနေရမကြောက်လားဟမ်ငါကဒီတိုင်းလေးပြစ်လိုက်တော့ तू ကဖမ်းမိတယ်ဒီလိုဆိုရင်တော့ဆက်နေလို့မရတော့ဘူးမြန်မြန်ထွက်ပြေးမှာပဲအမတ်ရင်ကအဝဲကနေကြောက်ခဲနဲ့လက်ထိုးလိုက်တာတောင်းတော်မြဖမ်းမိနိုင်တဲ့အတွက်အမတ်ကြီးရလေသူ့ကြောက်ရွံ့သွားပြီးတော့သပင်းပေါ်တခါတည်းပြေးစင်းသွားခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်နောက်ထပ် စပယ်ကနန်းတော်ထဲပဲပြန်ရောက်သွားမလားဒါမှမဟုတ်သူ့အမေရိုက်ပုတ်နေရပဲခံရမလားဆိုတာအပိုင်းကားကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်အပိုင်းကားကိုလွယ်တကူကြည့်ရှုနိုင်ရတဲ့အတွက်နန်းတော်ရဲ့ channel လေးကို like and subscribe လေးလည်းလုပ်ပေးသွားကြအောင်နော်